အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြနေရဲ့မေလာ7ရက်နေ့ရေဒီယိုစစ်စုံသက်ဆက်ပြောမှာဖြစ်ပါရယ်။မိစုံတောင်ပရိဒေတာအတွင်းစေကောင်းစီသက်သားတွေအင်အားဖြည့်တင်နေတိုင်းနေတာ၃လကျော်ရှိပြီဖြစ်တဲ့အပြင်ကတုတ်ကျွန်တွေပါနေရာနှံသူဖို့ထားရလို့သိရပါရယ်။ကြဆုံသောသူတွေအတွက်တရားမျှတမှုပြန်ယူဖို့ဒေါ်လာရေးဆောင်ကန်တိုင်အောင်ဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံရေးအစိုးရအန်ယူဂျီကပြောပါရယ်။ စစ်ကောင်စီနေစဉ်ထုတ်ပြန်နေတဲ့ငလင်းကြောင်းဒေသုံသူစီရင်မှဒီကနေ့ထုတ်ပြန်ချက်အရဒေသုံသူ134ယောက်ပျောက်ဆုံးနေပါတယ်။စားရိတ်တွေနဲ့ကိုသက်ဆက်ပြတော့မှာပါကျွန်မတို့အစီအစဉ်သက်ဆက်သူမိုင်းနေဖြစ်ပါတယ်။မြေဆောင်တံပရီဒီတာအတွင်းစစ်ကောင်စီတပ်သားတွေအင်အားဖြစ်တဲ့နေတိုင်းနေရာ၃လကျော်ရှိပြီဖြစ်တဲ့အပြင်ကတုတ်ချွန်တွေပါနေရာနှံ့သူဖို့ထားရလို့သိရပါတယ်။ထရီဆာကသက်ဆက်ပေးမှာပါ။ လက်ရှိအချိန်ရဲ့ DAD data ပဲစင်ရဖြစ်တင်တာတွေလုံးဆောင်နေတဲ့အပြင်ရွာရဲ့အနေအားအနှံ့လိုပါကရုံချင်းတွေတို့သားတွေအတွက်စည်ရေးပြင်ဆင်နေကြတာလို့မြင်မိတဲ့အကြောင်းမြေဆုံတံဖရိဒေတာခန့်တွင်ရဲ့နိဆက်တူအပြောပါရင်အထက်ပါစစ်ကောင်စီတပ်သားတွေဟာတံဖရိချေရွာအတွင်ကကချင်းနေချင်းခရိယာအတင်းတော် KBC နဲ့ကတလစ်အတင်းတော် RC ဖျားချောင်းဝင်းတွေမှာပါကရုံချင်းတွေတို့သားကြပြီး KBC ဖျားချောင်းဝင်းထင်းမှာတော့ဘူဟာမိုးကိုတိုင်းစခန်းချနေထိုင်နေတဲ့အပြင်ထောက်လန်းရဲ့အဖွဲ့ ရုံးသက်တွေပါရှိတယ်လို့ပြောဆိုနေကြပါတယ်။ဒါအပြင်တောင်ပြည့်ကျေးရွာအတွင်းသက်ဆွေးနေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေစီရေလှူရှားလာတဲ့အတွက်တောင်ပြည့်အချက်ပဲတနေရာမှာကချင်လူလည်ရဲတမရော KIA နဲ့ဧပြီလ29ရက်နေ့ကလည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒေတာခန်နေနီဆက်တူရီရဲ့ပြောပြချက်အရစစ်ကောင်စီတပ်သားတွေရွာပြင်ပန်စီရဲလှရှာတဲ့ KIA နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားလေရှိတယ်လို့ဆိုပါတယ်။နှစ်ဖက်စီရဲ့တင်းမာမာကိုဆိုရင်ဒါကြောင့်စစ်ကောင်စီတပ်သားအင်အားဖြည့်တင်းလာတဲ့နောက်ပိုင်းကနေတောင်ဖရိတ်ဒေတာခန်ပြည်သူအများစုဟာလည်းအောင်မြင်တာကျေးရွာပဲပြောင်းရွှေ့နေထိုင်နေကြတယ်လို့ထပ်မံသိရှိရတာပါ။ မြချင်းနာမျိုးရဲ့မြောက်ဘက်28မိုင်အကွာမြစ်စုံဒေသအနီးကတောင်ဖရိတ်ကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းဘက်ဇန်နဝါရီလကုန်ပိုင်းလောက်ကနေစပြီးစစ်ကောင်စီတပ်သားအင်အားဖြည့်တင်းတာတွေဆက်တိုက်စုတလို့ရှိလာပြီးနောက်လက်ရှိအချိန်မှာတော့အဲဒီဒေသဘက်စစ်သားအင်အားရာကြီးပိုင်းလောက်ရှိနေတယ်လို့လဲဒေသခံတွေနဲ့နေဆက်သူတွေကပြောပါတယ်။ မြစ်ချနာမြစ်ဆုံလမ်းပေါ်ကတောင်ဖရဲကျေးရွာမရောက်မီအာလမ်ကျေးရွာဥစုလမုံစုပြောမှာလဲစစ်ကောင်စီတပ်သားတွေကိုအရာဖြစ်တင်ထားတယ်လို့သိရပါတယ်မြစ်ချနာဒေသခံပြည်သူအချို့ကတော့မြစ်ဆုံဒေသပဲစစ်ကောင်စီတပ်သားအရာဖြစ်တင်တာတွေလှုပ်ဆောင်နေပြီးမြစ်ချနာမြစ်ဆုံတခြားနေရာအချို့မှာပါစစ်သားတွေနေရာချထားတာကြောင့်ခန်းစစ်တပ်ပေါ်ပြင်ဆင်လာကြတာလို့ချင်းမြင်သုံးသပ်ကြပါတယ်ကချင်လူရဲ့တမရော်ကရဲ့အနေနဲ့မြစ်ချနာပူတော်လမ်းပေါ်ကအစံပရာဘုံမျိုးကိုတင်ပိုက်ချတဲ့အပြင် မြေဆောင်အချက်ပဲတရားစုကျေးရွာကစစ်ကောင်စီရဲ့တပ်စခန်းတုံးခုကိုလည်း2024ခုနှစ်ဩဂုတ်လ၂ရက်နေ့မှာတင်ပိုက်ချပါရယ်အဲဒီနောက်ပိုင်းမှာတော့မြချင်းနာမြေဆောင်လန်တလျှောက်ကရွာချုံမှာစစ်ကောင်စီကဝင်ရောက်တဆွေးနေထိုင်တာတွေပြုလုပ်နေတာလည်းဖြစ်ပါရယ်ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ခြံနေဆိုရင်တော့မြချနာသတင်းချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3ညာ3တနစ်တကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ကြဆုံသောသူတွေအတွက်တရားမျှတမှုပြန်ယူဖို့တော်လိုင်းရေးဆောင်ကန်တန်ကိုဆောင်ရွက်တော်မိန်လို့အမျိုးသားညညရေးအစိုးရအန်ယူဂျီကဒီကနေ့ပြောလိုက်ပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။အန်ယူဂျီရဲ့နှစ်ပတ်တကြိမ်ပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တည်တင်းစကားပြောကြားခြင်းအစီအစဉ်မှာပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောလိုက်တာပါ။ ယင်းဤပိဆက်ခဲ့သူများအလုံးအထက်တရားမြတ်တမှုကိုပြန်လည်ရယူနိုင်ဖို့ကြားဆုံးလေပြီးတော့ PDF ရဲဘော်အပေါင်းနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်အလုံးတို့ရဲ့မပြည့်စုံသေးတော့တာဝန်တွေကိုချက်ပိုးချံပိုးရင်းတော်လိုင်းရေးဆုံးခန်းတိုင်အောင်မြင်သည့်အထိကျောပန်းဆောင်ရွက်သွားမယ်လို့ဦးနေပုံလက်ကပြောပါရယ်။ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တလခွဲလောက်ကာလအတွင်းစာတင်ကျောင်းပေါင်း40ကျော်ပျက်စီးခဲ့တယ်လို့လူပေါင်း334ယောက်တေဆုံးခဲ့တယ်လို့လည်းသူကပြောပါရယ်။ မနေ့ကမေလ12ရက်နေ့တုန်းကလည်းစစ်ကောင်စီဟာစကိုင်းတိုင်းဒီပင်းမြို့နယ်အိုးတိန်ရွာရှိစာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်ခဲ့တာကြောင့် volunteer ဆရာမတွေနဲ့ grade 2 grade 11ကျောင်းသူကျောင်းသားတွေအပါအဝင်ပြည်သူ22ယောက်တေဆုံးခဲ့ပါတယ် စစ်ကောင်စီဘက်ကတော့ဒီကနေ့ထုတ်တဲ့စာတွေမှာအဲ့ဒီဖြစ်စဉ်ဟာအမှားဖြစ်ပြီးသူတို့ဘက်ကအဲ့ဒီလိုတိုက်ခိုက်မှုမျိုးမလုပ်ဘူးလို့ဝါဒဖြန့်ထားပါဗျ။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ NUG ရဲ့လူအခွင့်အရေးဝန်ကြီးဌာနကတော့အတန်းဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါဗျ။စကုံစင်းနေစင်းထုတ်ပြန်နေတဲ့ငလင်ချောင်းဒေဆုံးသူစင်းမှာဒီကနေ့ထုတ်ပြန်ချက်အရဒေဆုံးသူ134ဦးပျောက်ဆုံးနေပါတယ် ပြီးခဲ့တဲ့မေလာတရနေ့ထုတ်ပြန်ချက်တော့ကတော့စစုပေါင်းတည်ဆုံသူဟာ3835ယောက်၊ဒဏ်ရာရသူ9105ယောက်နဲ့ပျောက်ဆုံးသူ105ယောက်ရှိနေရပါနောက်ရက်တွေမှာတော့ဒေဆုံးသူရဲ့အရေးအတွက်ဟာနေ့စဉ်တစ်ဖြစ်ဖြစ်ရောလာပြီးဒီကနေ့မှာတော့3923ယောက်ဖြစ်တယ်လို့စေကောင်းစီကဖော်ပြထားတာပါ။ဒါကြောင့်စေကောင်းစီမေလာတရနေ့ရက်အထောက်ပြနေ့ပမာဏကဒေဆုံးသူအရေးအတွက်ထက်134ယောက်ညွန့်နေတော့တာလည်းဖြစ်ပါရယ်။ အဲ့လိုတည်ဆုံသူအစဉ်ရာနဲ့ခြေတဖြည်းဖြည်းယောနေလာတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတည်ဆုံတရားထုတ်ပြန်ထားတာမရှိသေးပါဘူး။မြို့သားညညရေးဆိုရအညွှန်းချေကတော့ဧပြီလ20ရက်နေ့အထိကောက်ယူချတဲ့အစဉ်အရငလင်းချောင်းတည်ဆုံသူ4200၊တန်ရသူ3682ဦးနဲ့ပျောက်ဆုံးသူ3513ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အချက်အတဲကာလာရီမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ်။ဆက်ကဲနီလန်လေးတွေကိုဝေမျှပေးလိုက်ပါရစေ။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင့်နိုင်ငံတော်မှာထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်။ဒီအထက်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအထူးကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆိုရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေးတွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိษွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နင် လက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အတန်းအထီးအတွေ့မြင်ကွင်းတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာညဉ့်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချေတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဂျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာဂျမ်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါ အကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါ ီအချိန်မှာစားချင်တောက်ချင်စိတ်တွေရော့နေနေနိုင်ပေမယ့်ရေဓာတ်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်။ကိုလတ်လှူရှာမှုဟာစိတ်ရောကိုယ်ပါ အထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလျင်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်အလက်တွေရဖို့အရေးကြီးတယ်လို့ social media ကတည်င်းအမားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ ကိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကြမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်တင်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာငူးရစေဝါတုံဆွဲတာ ိုယ့်ရဲ့ခန်းစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်7ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီမိမိအတွက်လိုအပ်လာပြီဆိုရင် စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်7 ဒီကာလမှာကိုမလုတ်ပေးနိုင်မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာ ပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီချနာသတင်းချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဥကျနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။